ကိုလူတို့ကိုပိုင်အတန်နဲ့ဗီဒီယိုတွေဖန်ပြခြင်းပေမဲ့အတန်သွင်းမှုမိုက်ကမရှိ noise ဘလို့ဖြောက်ရလဲမသိဖြစ်နေလဲဆိုရင်တော့ဒီဗီဒီယိုမှာကျွန်တော် PC အတွက်ကဖုန်းအတွက်ပါဘလိုမျိုးအတန်သွင်းပြီးဗီဒီယိုဖန်ပြလို့ရနိုင်မလဲဆိုတော့ tips and tricks လေးတွေကို step by step ညွှန်ပြပေးသွားပါမယ်။ဆိုတော့ဗီဒီယိုလေးစလိုက်ရအောင်။ step 1ပထမဆုံးအနေနဲ့ညီကိုတို့မှာမိုက်မရှိဘူးမထင်ပါနဲ့တကယ်တော့ရှိပါတယ်။အာကျွန်တော်တို့လက်ထဲမှာခြင်နာရဲ mobile phone တွေမှာ recorder ဆိုတာလေးပါတယ်။ ဆိုတော့ညီကိုတို့ပြောကြင်သမျှအကြောင်းအရာတွေဟိုအမှအတန်းတင်ထားလိုက်ပြီးရင်တော့ step 2သွားကြမယ် step 2အတန်းတင်ထားပြီးညီဆိုရင်တော့ကျွန်တော်တို့တင်ထားတဲ့အတန်းလေးတွေကိုနားထောင်ကြည့်လိုက်ရအောင်ကိုလူတို့ကိုပိုင်အတန်းနဲ့ဗီဒီယိုတွေဖန်တီးခြင်းနေမယ်အတန်းတွင်းမွန်လိုက်တာမရှိ noise ဘယ်လိုဖြောက်ရလဲမသိဖြစ်နေတယ်ဆိုရင်တော့ဒီဗီဒီယိုမှာကျွန်တော် PC အတွက်ကောဖုန်းအတွက်ပါဘယ်လိုမျိုးအတန်းတင်ပြီးဗီဒီယိုဖန်တီးလို့ရနိုင်မလဲဆိုတော့ tips and tricks လေးတွေကို step by step ပြောပြပေးသွားပါမယ်ဆိုတော့ ဗီဒီယိုလေးစလိုက်ရအောင် Brother uh What's that ဆိုတော့ audio file မှာနောက်က background အတန်ကြီးပါတယ်ဆိုတာသတိထားမိကြမှာပေါ့နော်ဆိုတော့အဲ့ဒါတွေကိုဖြောက်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ browser မှာ Adobe Audio Enhance တို့ဖျက်ရှာလိုက်ပါပြီးရင်ဒီ link နဲ့ဝင်လိုက်ကောင်းမရှိသေးဘူးဆိုရင်တော့ဒီမှာအကောင့်လာပွင့်လိုက်သူကတရက်ကို audio tonizer enhance လုပ်လို့ရတယ်တကယ်လို့ကိုက video မှာပါတဲ့အတန်ကို background noise ထောက်ရှင်လာဆိုရင်တော့ ဒီမှာ upgrade လုပ်ပြီး cloud လဲရတယ်။ဒါပေမဲ့သိကြတာပေါ့ကိုတို့တော့ free လုပ်လို့ရမယ်နီလန်ကိုသိကြနာမလား။သိတယ်သိရဲ့ခဏပဲစောင့်။ Sona ကပိုအတန်သွင်းထားတဲ့ item file ကို choose file ရွေးပြီးထည့်လိုက်။သူ့ဟာသူ enhance လုပ်ပေးသွားလိမ့်မယ်။ဒါက original အတန်။ကိုလူတို့ကိုပိုင်အတန်နဲ့ video တွေဖန်တီးခြင်းပေမဲ့အတန်သွင်းမှု mic ကမရှိ noise ဘလို့ဖြောက်ရလဲမသိ။ဒါက enhance လုပ်လိုက်တဲ့အတန်။ကိုလူတို့ကိုပိုင်အတန်နဲ့ video တွေဖန်တီးခြင်းပေမဲ့အတန်သွင်းမှု mic ကမရှိ noise ဘယ်လိုဖြောက်ရလဲမသိဖြစ်နေလဲဆိုရင်တော့ဒီဗီဒီယိုမှာကျွန်တော် PC အတွက်ကောဖုန်းအတွက်ပါဘယ်လိုမျိုးအသံသွင်းပြီးဗီဒီယိုဖန်တီးလို့ရနိုင်မလဲဒေါင်းလောက်လေးနှိပ်ပြီးဒေါင်းလိုက်အဲဒီမှာတခုပြောချင်တာကကခတလေးမှာအသံသွင်းရတဲ့ .ecc file တွေကဒီ Adobe Enhance မှာထည့်လို့မရတာတွေဖြစ်တတ်တယ်အဲ့လိုချင်ဆိုရင် browser မှာ audio converter ဆိုပြီးကရှာလိုက်ဒီ link ကိုနှိပ်ဒီမှာ open file ကိုနှိပ်ပြီးတော့ကိုအသံသွင်းရတဲ့ file ကို mp3 ယူ convert ကိုနှိပ်လိုက် ရပြီဆိုရင်နော်တောင်းလိုက်။ဒါဆိုစနော့က audio enhance မှာသွားထည့်လို့ရပြီ။ step 3 on new step 3မှာသွားခင် video မှာပါတဲ့ audio ကိုဘလို့ noise ဖြောက်အောင်လဲပြောပြမယ်။စနော့က adobe enhance မှာ video တွေရဲ့အတန်ကို noise ဖြောက်မယ်ဆိုရင် upgrade လုပ်မှဖြောက်လို့ရမှာဟုတ်တယ်ဟုတ်။ဒါပေမဲ့ကျွန်တော်တို့က upgrade မလုပ်ချင်ဘူးလေဟုတ်တယ်မလား။အဲ့တော့နည်းနည်းလေးငွေကြလိုက်မယ်။ဆိုတော့ကျွန်တော်တို့ကကို record လုပ်ထားတဲ့ video တွေရဲ့အတန်ကိုတိတိကျကျခွဲထုတ်လိုက်မယ်။ပြီးတော့မှအဲ့ဒီအတန် file ကို Adobe Enhance မှာထည့်ပြီးတော့ noise ဖြောက်မယ်။ ဖုန်းအတွက်ဆိုရင်တော့ဗီဒီယိုကနေအတန်ခွဲထုတ်ဖို့အတွက်ကိုယ့်ရဲ့ဗီဒီယိုဖိုင်ကိုအရင် copy ပွားလိုက်ပြီးရင်တော့ပွားလိုက်တဲ့ဗီဒီယိုကို rename လုပ်ပြီး .mp4 ကနေ .mp3 လို့ပြောင်းလိုက်ပြီးရင်တော့ browser မှာ audio converter လို့ရိုက်ရှာ open file ကိုနှိပ်ပြီးစနက mp3 ကို mp3 ပြောင်းလိုက်ဒီမြန်မာညီကိုတို့မြင်နေတယ်ကျွန်တော်သိတယ်ဘာလို့လဲပေါ့အတူတူပဲမဟုတ်ဘူးလားဘာလို့ mp3 ကနေ mp3 ပြောင်းရတာလဲ ဒီလိုစနက rename နဲ့ပြောင်းလိုက်တဲ့ MP3 က MP3 format အဖြစ်တကယ်ပြောင်းသွားတာမဟုတ်ဘူးပြောင်းနေလို့ထင်ရအောင်လုပ်လိုက်တာပဲရှိတာအဲအဲ့ဒီ MP3 file ကို Adobe Enhance တဲ့သွားထည့်လိုက်လို့မရဘူးအဲ့ဒါကြောင့်ကျွန်တော်တို့ကဒီ MP3 file ကိုနာမည်ပြောင်းလိုက်တဲ့ဟာကို MP3 file သွားပြောင်းသွားတာတကယ် MP3 အစီအသားပြောင်းသွားတာပေါ့နော်အဲ့လိုမလုပ်ချင်ဘူးဆိုရင်လည်းဒီလိုမျိုး video to MP3 converter လေးတောင်းပြီးတော့လုပ်လဲရပါတယ် Okay PC အတွက် PC အတွက်ဆိုရင် MKV Tunis လေးတောင်း software ရဲ့ wing ကိုယ့်ရဲ့ video ပြစ်တဲ့ ဒါလေးအမှန်ချင်းပြ step multiplication နဲ့ရတယ်။ဟောဒါအလုံးမချောင်းလုံးပြရတာနော်။ဆန္ဒပြောတယ်ဖုန်းကအနီးတိုင်း PC မှာလုပ်လဲရတယ်။အဲဖုန်းမှာ add နေလုပ်မယ်ဆိုရင်တော့ CapCut တို့ Canva တို့ VN တို့ Vita တို့အစရှိတဲ့ထင်ပေါ့နော်အများကြီးပဲကိုယ်တိုင်တန်းနဲ့လုပ်လို့ရတယ်။အဲ့ဒီ application တစ်ခုကိုတည်းဝင်ပြီးရင် video file ထည့်ဆန္ဒက background noise ဖောက်ထားတဲ့အတန်ကိုထည့် video ရဲ့ volume ကို0မှာထားလိုက်။အဲအဲ့ဒါဆိုလို့ရှိရင်အတန်ကြီးကြီးနဲ့ editable ထွက်လာလိမ့်မယ်။ ဩဒီဗီဒီယိုက editing လုပ်ကြီးပြောတာမဟုတ်တော့ editing လုပ်ကြီးကိုတော့ YouTube မှာလိလလိုက်ကြပါနော် PC တော့ဆိုရင်တော့ free သုံးလို့ကောင်းတာက DaVinci Resolve ပေါ့နော် CapCut ကကြော်ခွပြီးသုံးလို့ရတာလည်းရှိရဆိုပေမဲ့အမြဲတမ်းအလုပ်ဖြစ်မဖြစ်ကမသိကြတော့ကျွန်တော်တို့နောက်ပိုင်းသိမသုံးဖြစ်တော့ဘူး DaVinci ကိုဘာလို့သုံးဖြစ်ပြီးတော့သဘောကျသွားလဲဆိုတာပြမယ် software တွေဝင် project တစ်ခုလုပ် edit ထဲသွားကို edit လုပ်ချင်တဲ့ video တွေအတံမီထည့်ထည့်ပြီးတော့ဒီလိုလေး switch ချလိုက်တာနဲ့သူက auto ဗီဒီယိုဖိုင်နဲ့အော်ဒီယိုခွဲထားပေးပြီးသားအဲ့ဒါလေးကိုသဘောကျတာဆိုတော့ noise ချထားတဲ့ audio file ထည့်ခြင်းရင်ငကိုရှိရဲ့ဒီ audio file ကိုဖြတ်ပြီးတော့ခုနက noise ချထားတဲ့ audio file လေးကိုဆက်ထည့်လိုက်ရအောင်မယ် okay ဘယ်တော့တော့လွှဲလိုက်လဲဆိုတော့ဒီနေ့ဒီ video လေးကတော့လောက်ပါပဲနောက်နေ့ကျမှ DaVinci Resolve ရဲ့ tips and tricks tutorial လေးလုပ်ပေးပါမယ်အားလုံးပဲအစီအစဉ်ကြပါစေ ကျွန်တော်ရဲ့ domain knowledge telegram channel လေးမှာ youtube တို့ tiktok တို့ဒီလိုမျိုး social media ပေါ်မှာတင်လို့မရတဲ့ resource တွေ file တွေ video တွေကို download လုပ်လို့ရအောင်ကျွန်တော် telegram channel လေးမှာတင်ပေးထားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ရဲ့ telegram channel လေးကို join ဖို့ပြခေါ်ပါရစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။ See you guys next time.